ယနေ့အတွက်စိတ်ဝင်စားစရာမြန်မာသတင်းနဲ့နိုင်ငံတကာသတင်းများကိုကိုနောင်တော်လေးစူးစီးတင်ဆက်ထားတာပါဒီကနေ့တွေ့မြင်ရတဲ့ပြည်ဖြတ်မီဒီယာတွေမှာရေးသားဖော်ပြထားတဲ့သတင်းတွေမှာဆိုရင်အောင်စော်ဦးဆောင်တဲ့ပြည်ပြည်ဝရံပြည်အောင်စော်ဦးဆောင်တဲ့အေယာဝတီသတင်းဌာနကသတင်းတပုတ်မှာဆိုရင်ဒေါအောင်ဆန်းစုကြည်ထောင်ထဲမှာတခုခုဖြစ်သွားခဲ့ရင်ငြိမ်းနေမှာမဟုတ်ဘူးပေါ့ဗျာနော်အဲ့ဒါကိုဘယ်ရောက်ကောင်တွေကပြောတာလဲဆိုတော့အမေရိကကိုရောက်နေတဲ့ နီဘိန်းတွေကပြောတာကျွန်တော်ဒီရပိုင်တွင်ဆွေးနွေးတင်ပြတဲ့ရုပ်သံတစ်ခုမှာပြောခဲ့ပါတယ်ပြည်ပဝရံပြေးနီဘိန်းတွေဟာဝါရှင်တန် DC မြို့မှာတွားပြီးဆန္ဒပြနေတယ်တကယ်သာတွေးရှိရင်ပြည်တွင်းမှာ နီဘိန်းလေးတွေဗတ်တက်ကလေးတွေနဲ့လာပြီးတော့အတူတိုက်ပွဲဝင်ရမှာသူတို့ကဟိုကနေပြီးတော့အားချောင်းနေတယ်အမားအလာဖင်ကျင်းနေပြီးတော့ဘာလို့ညာလို့ဖင်ကျင်းအောင်လှုပ်ချင်နေဆိုရင်ဒီပြည်တွင်းကိုလာရမှာလေအဲ့တော့မှ ီတက်မတော်ကဖင်ကျင်းမလားဒီကောင်းနေဖင်ကျင်းမလားအဲ့ဒါမှခွဲခွဲပြားပြားတည်ရမှာပေါ့ဝါရှင်တန်ကနေအာချောင်ယုံတက်တက်ကတော့ဒါထိရောက်မှုမရှိဘူးပေါ့ဗျာနော်တကယ်တွေးရှိရဆိုရင်နီဗိန်ပရက်ကလေးတွေရောလက်လက်ကင်ပြီးတော့တိုက်ပွဲဝင်နေတည်တာပဲပြည်ပြည်ဝရံပြည်နီဗိန်ကြီးတွေကလည်းဒီနီဗိန်လေးတွေကိုလုံစော်ယုံတက်တက်မဟုတ်ပဲကိုယ်တိုင်ကိုကြပါဝင်ရမှာပေါ့နော်အဲနီပိန်းရဲ့ဥဆောင်ပိုင်းမှာအဓိကအားနဲ့ချက်ကတော့အဲ့ဒါပေါ့ဗျာဥဆောင်သူတွေကအာချောင်ယုံတက်တက် အတွေးထိုးလုံးစော်ယူတတ်တတ်နောက်တစ်ခါသူအသူတို့တွေဒီအမေရိကန်အင်္ဂလန်ဩစတြေးလျအစရှိသောအနောက်နိုင်ငံတွေကိုထွက်ပြေးမယ်အဲဒီမှာရတဲ့အလုပ်လုပ်မယ်ဆိုရှိလိုက်တဲ့လူတွေလိမ့်မယ်အဲဒါလီဘာရီပို့တဲ့ကောင်လည်းပို့မယ်သူတို့ကတစ်လတစ်ခါလောက်အဲထွက်ထွက်ပြီးတော့အာချောင်းတာမျိုးလေးတွေလုတ်တယ်ပေါ့ဗျာနော်အဲဒီကနေ့ကတော့သူတို့တစ်လပြည့်လို့လားနှစ်လပြည့်လို့လား Washington DC အင်ဂျူရိုရှိမှသွားပြီးတော့နေပိနေဆန္ဒပြကြတယ်တဲ့ အဲ့ဒီဒေါ်ဆန်းစုကြည်ထောင်ထဲမှာတခုခုဖြစ်သွားခဲ့ရင်ငြိမ်းချမ်းမှမဟုတ်ဘူးဆိုတဲ့စကားကိုအမေရိကန်ရောက်မြန်မာနိုင်ငံသားတွေကဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့တက်ရှိကျမ်းမာရေးအတွက်စက်တင်ဘာ26ရက်နေ့ကဝါရှင်တန် DC မှာရှိတဲ့သမရအိမ်မြူတော်ရှိမှာဆူတောင်းတာဆန္ဒပြတောင်းဆိုတာတွေပြုလုပ်ခဲ့ကြပါတယ်မြန်မာပြည်ပွားတွေအနေနဲ့သမရထရန်တက်လာပြီးနောက်ပိုင်းအိမ်မြူတော်ရှိမှာပထမဆုံးဆန္ဒဖော်ထုတ်ခဲ့ကြတာလည်းဖြစ်ပါတယ်အာဒီပိန်းနေ တမရတော်နဲ့ထွန်းတက်လာတော့ကြပြီနော်ဒီကောင်လေးပြန်ပြီးတော့နှင်ထုတ်ခံရမလားမတို့ဘူးအိမ်ပြန်ဖို့ခံရမလားဒီလိုတွေးကြောက်ပြီးတော့တမရတော်နဲ့ထွန်းတက်လာပြီးတော့ဆန်သားမပြရဲဘူးပေါ့ဗျာနော်အဲတော့ဒီအမေရိကန်မှာဆိုရင်ပါလက်စတိုင်းရေးတက်ကြွလို့ရှားသူတွေဆန်သားပြနေတာတွေရှိတယ်အစ္စရေးနဲ့ပတ်သက်ပြီးတော့ဆန်သားပြထောက်ခံတာတွေကန့်ကွက်တာတွေလည်းရှိတယ်အဲနောက်တစ်ခါဒီအမေရိကန်မျိုးသားရေးဝါဒီချာလီကိတ် လုံခြံတပ်ဖြတ်ခံရပြီးချိန်မှာလူလူလမ်းပေါ်တက်လာတာမျိုးလည်းရှိတယ်။ဒါမျိုးကိုခွင့်ကောင်းချောင်းပြီးတော့ငါတို့လမ်းပေါ်ထွက်လို့ရပြီဆိုတော့အတွေ့မျိုးနဲ့ညီပိန်းတွေလမ်းပေါ်ထွက်လာတဲ့အမေရိကန်ရောက်ညီပိန်းတွေကိုပြောတာအမေရိကန်ရောက်ညီပိန်းတွေလမ်းပေါ်ထွက်လာတဲ့အဲအင်ဂျူရောရှေ့သွားပြီးတော့အားချောင်းကြတယ်ပေါ့ဗျာနော်ဒီညီပိန်းတွေကိုအဓိကအကူအညီပံ့ပိုးတာကတော့ဒီမိုကရက်တွေပေါ့ဗျာနော်ဒီမိုကရက်တွေအာဏာလက်မဲ့ဖြစ်သွားချိန်မှာဒီကောင်တွေလည်းမျောလက်တကိုင်းလို့ဖြစ်သွားတာပေါ့ ဒါတမရဒေါ်နယ်ထရန့်လက်ထက်မှာကတော့အရေးပေးမှုခံရဖို့တော့အရေးအယောင်မမြင်ဘူးပေါ့ဗျာနော်ဒီကောင်တွေကိုပြန်ပြီးတော့နှင်ထုတ်တာမျိုးတော့90ရ90လောက်ရှိတယ်ပေါ့90 90လောက်ရှိတဲ့အခါကျတော့အမေရိကရောက်နေဘိန်းနေမြန်မာပြည်ကိုပြန်ပို့ရင်လေမြန်မာပြည်ကဝရမ်းကန်ပြီးတော့စောင့်နေရမှာပဲအဲ့ဒီတည်းမှာကျုံ့မိတ်ပေးရမယ့်ကောင်တွေပါတယ်မြန်မာပြည်ဘက်ကဒီစုပူ ဆန္ဒပြလှုပ်ရှားမှုတွေမှာတွေးထုတ်လုံးဆောင်မှုတွေလုပ်ခဲ့တဲ့အမေရိကန်နိုင်ငံသားတယောက်ကိုနိုင်ငံအချင်းချင်းမျိုးမပြတ်ဆက်ဆံရေးပေါ့ဗျာနော်ဒါကိုရှေ့ရှုပြီးတော့လွတ်ပေးခဲ့တယ်အမေရိကန်ဘက်ကသာအဲ့ဒီလိုနှစ်နိုင်ငံတန်တမာရေးကိုရှေ့ရှုပြီးတော့ဒီအမေရိကကိုရောက်သွားတဲ့အကြမ်းဖက်သမားတွေကိုမြန်မာပြည်ပြပြန်လွှဲပေးမယ်ဆိုရင်ဒါတိတိကျကျအေးအေးယူဆောင်ရွက်နိုင်မယ်အခြေအနေမျိုးပေါ့ဗျာနော်ဒါမျိုးကိုကျွန်တော်ဒရင်စာရှင်လင်းပွဲတွေကျင်းပနေစဉ်ကလည်း ဗိုလ်ချုပ်တော်မင်းတို့ကိုမေးခဲ့ဘူးတယ်ပေါ့ဗျာနော်ဗိုလ်ချုပ်တော်မင်းတို့အနေနဲ့ပြန်ပြီးတော့အဲ့ဒီတုန်းကဖြေကြခဲ့တာကတော့ဒီမြန်မာနိုင်ငံအနေနဲ့ကတော့ဒီရာဇဝတ်သားတွေအင်တာပိုကိုဒီအချက်လက်တွေအားလုံးပေးပို့ထားပြီးသားပဲပေါ့နော်အဲသူတို့ဘက်ကပြန်ပြီးတော့ဖန်စီပေးခြင်းမပေးခြင်းကဥပဒေအပေါ်နိုင်ငံတကာဥပဒေများအပေါ်သူတို့ဘက်ကလေးထားမှုဘယ်လောက်ရှိလဲမရှိလဲဒါသူတို့တာဝန်သူတို့အပိုင်းခံတာပဲဖြစ်ပါတယ်ဆိုပြီးတော့ဘုရုပ်ဆောင်မင်းတို့ဖြေထားတာမျိုးရှိတယ်ပေါ့ ဲ့တော့ကျွန်တော်တို့ကဒီဝရံပြေးအောင်စော်ရေးတာထားတဲ့အောင်စန်းစုကြည်ထောင်ထဲမှာတခုခုဖြစ်သွားခဲ့ရင်ငြိမ်းနေမှာမဟုတ်ဘူးလို့အမေရိကန်ရောက်ညီပိန်းတွေက ပြောတာကိုဆက်ဆက်ပြီးတော့တွေးကြည့်ရင်အညီပိန်းတွေဟာဘယ်ရက်ဘယ်ဒေတာကိုရောက်ရောက်ဒီအမျိုးသမီးတယောက်ကိုအကြောင်းပြုပြီးတော့နိုင်ငံရေးလှုပ်ရှားကျင်တာအဲ့တော့သူတို့ကဒေါ်စန်းစုကြည်ထောင်ထဲမှာတခုခုဖြစ်သွားမှာကိုအလွန်အမင်းစိုးရင်ကြတယ်ဒေါ်စန်းစုကြည်ရှင်တန်နေမှာသူတို့လှုပ်ရှားလို့ရမှာဘူး တောင်ဆန်းစုကြည်ရှင်တန်မနေဘူးတောင်ဆန်းစုကြည်ကမရှိတော့ဘူးဆိုရင်သူတို့ခေါင်းစဉ်တက်ဖို့ခေါင်းစဉ်ရှာမရအောင်ဖြစ်သွားမယ်အဲ့ဒါကြောင့်မလို့သူတို့ဒီတောင်ဆန်းစုကြည်အသက်ရှင်နေမှဖြစ်မယ်ဒါမှသူတို့နိုင်ငံရေးလှုပ်ရှားလို့ရမယ်တောင်ဆန်းစုကြည်ကိုချစ်လွန်းလို့တော့မဟုတ်ဘူးတောင်ဆန်းစုကြည်ကိုခူလုံးလုပ်ပြီးတော့နိုင်ငံရေးလှုပ်ရှားဖို့ချစ်တဲ့အချစ်မျိုးနော်တချို့ညီပိန်းလေးတွေက အယူအမှုချက်တာအဲ့ဒီကောင်တွေရဲ့စကားတွေကိုယုံစားပြီးတော့အယူအမှုချက်တာအဲ့ဒီနိဘိန်ဥဆောင်တဲ့ကောင်တွေကြတော့ဒေါအောင်ဆန်းစုကြည်ကိုချက်တဲ့ချက်ချင်းကဒေါအောင်ဆန်းစုကြည်ကိုအကြောင်းပြုပြီးနိုင်ငံရေးလှုပ်ရှားဖို့ချက်တာအဲ့ဒီလိုမျိုးလဲကွယ်ကွယ်ပြားပြားမြင်ကြဖို့လိုပါတယ်တိနာလဲကြဖို့လိုပါတယ်နောက်ထပ်ဒီတရင်တစ်ခုကိုပြည်ပြဝရံပြည်တရင်ဌာနနှစ်ခုကနေပုံစံမတူတဲ့ ပုံစံမျိုးနဲ့ရေးထားတာမျိုးကိုပေါ့ဗျာနော်ကျွန်တော်ကောင်းလို့တင်ပြမယ်အဲ့ဒါကဝရမ်းပြည်အောင်စောဧရာဝတီတရင်ဌာနကတိုင်းရင်းသားအင်အားစုများနဲ့ဆက်ဆံရေးတိုးမြင့်မယ်လို့ NLD ကပြောတယ်တဲ့နော်အဲ့ဒီတရင်ကိုပဲပြည်ပြည်ဝရမ်းပြည်တာလွန်ဆောင်ထက်ရဲ့ခေတ္တမီဒီယာကကြတော့စစ်တပ်၏အတုအယောင်ရွေးကောက်ပွဲအကောင့်ထဲမပေါ်စေရန် NLD ပါတီကမိတ်ဖက်အင်အားစုများအားလုံးနဲ့ပူးပေါင်းဆောင်ရွက်မည်တဲ့နော်အဲ့ဘယ်ဟာက NLD လဲ NLD ဥဆောင်သူတွေကပြည်တွင်းမှာရှိတဲ့လူတွေက NLD လားပြည်ပြေဝရံပြေးတွေက NLD လားအဲအဲ့ဒါကိုအရင်ကြီးညင်ညော့ညှိအောင်မှာပြည်ပြေဝရံပြေးတွေက NLD Facebook page ကိုကင်ထားပြီးတော့သူတို့ကကြီး NLD လုပ်နေအပြည်တွင်းကဟာတွေက NLD ပါတီပြန်မှတ်ပုံမတင်ရလို့ NLD ပါတီပြန်မှတ်ပုံတင်ခွင့်မရလို့အဲသူတို့တခြားပါတီတွေကနေရွေးကောက်ပွဲဝင်ဖို့ကြိုးစားကြတယ်အခုတည်းကသူတို့ဝင်မဲ့ပါတီကလည်း တမတ်ချက်တွေနဲ့မပြည့်စုံတဲ့အခါကျတော့တတိပုဂ္ဂလတွေဝင်ဖို့ပြင်ဆင်နေကြရတယ်အဲ့တော့ PP ဝရံပြေးတွေက NLD လာပြည်တွင်းမှာရှိနေတဲ့ NLD ဥဆောင်သူတွေက NLD လာတရားဝင်ပြောရင်တော့ဘယ်ဟာမှ NLD မဟုတ်တော့ဘူး NLD ဆိုတာရှိမှမရှိတော့ပဲ NLD ဆိုတဲ့အမည်တစ်ခုကိုကန်ဆွဲပြီးတော့လှုပ်ရှားဆောင်ရွက်နေသူတွေဟာနိုင်ငံရေးလုံနေတာမဟုတ်ဘူးနိုင်ငံရေးလှုပ်ရှားနေတဲ့ကောင်တွေပဲ ဖြစ်လိမ့်မယ် NLD ဆိုတာတရားဝင်ပါတီအဖွဲ့အစည်းဖြစ်မရှိတော့ပါဘူးမရှိတော့တဲ့ပါတီအဖွဲ့အစည်းရဲ့နမည်ကိုခုတုံးလုပ်ပြီးတော့အဲဒီလိုသတင်းတွေထုတ်ပြန်နေတာကြေညာချက်တွေထုတ်ပြန်နေတာဒါပြည်ပြည်ဝရံပြည်နိုင်ငံရေးလှုပ်ရှားတဲ့ကောင်တွေရဲ့လှုပ်ွက်တွေဒါဖြစ်ပါတယ်အဲ့တော့စစ်တပ်ရဲ့တူရောက်ရေးကောက်ပွဲလို့ကောင်းတဲ့တက်ပြီးတော့ခွေးဝဲစာတာလုံဆောင်ထက်ကကောင်းတဲ့တက်ရေးတယ်ပေါ့ဗျာဟုတ်ပြီသူတို့ကတမရော်က တနေ့တကြလုံးဆောင်ပေးမဲ့ရွေးကောက်ပွဲကိုအတူရောက်ရွေးကောက်ပွဲဖြစ်အများပြည်သူကြားမှာဝါရဖြန့်နေအဲ့ဒါကိုတန်အောင်လိုက်ပြီးတော့ရွေးကောက်ပွဲနဲ့ပတ်သက်လို့ပေါက်ကရပေါက်ပန်းသေးရေးတဲ့ပြည်တွင်းကနေဘိန်းနေကြတော့အဲ့ဒီမှာအရေးယူခြင်းခံရတယ်ရွေးကောက်ပွဲကိုနှောက်ရဟန်တာခြင်းမှာကာကွယ်သည့်ဥပဒေနော်အဲ့ဒီဥပဒေပြဋ္ဌာန်းထားပြီးနေဘိန်းနေပေါက်ကရပေါက်ပန်းသေးတွေအမချောင်ပါနဲ့ကျွန်တော်တို့ကဒီလိုအတည်ပြုပါတယ်ပေါ့ဗျာ အဲ့ဒါကိုပြည်ပကပုဂ္ဂိုလ်တယောက်ကသူကဒီအပေါ်မှာရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တားခြင်းမှာကာကွယ်သည့်ဥပဒေထွက်လာတဲ့အပေါ်မှာသူကမလိုလားတဲ့ရှုထောင့်မျိုးရှိရပေါ့ဗျာအလိုလက်စွာပြောဆိုခွင့်ကိုပိတ်ပင်နေဆိုတာမျိုးပေါ့လွတ်လပ်စွာပြောဆိုခွင့်ဆိုတဲ့နေရာမှာကျွန်တော်တို့အမေရိကန်နိုင်ငံရဲ့ယဉ်ကျေးမှုကျွန်တော်တို့မြန်မာနိုင်ငံရဲ့နိုင်ငံရေးယဉ်ကျေးမှုမတူညီမှုတွေကိုလည်းထည့်သွင်းစဉ်းစားဖို့တော့လိုတယ်ပေါ့ဗျာအမေရိကန်နိုင်ငံမှာသမ္မတဟုလည်းဆဲခွင့်ရှိတယ် တမရဘူးလည်းနေတိုင်းများစွာသောလူတွေကထိုင်ဆိုင်နေကြပဲအဲ့ဒါတွေကိုလည်းတမရဒေါ်နယ်ထရန့်ကထည့်သွင်းစဉ်းစားမှာမဟုတ်ဘူးဥပဒေအရအရေးယူဖို့တွေတစင်ပြီးတစင်စီစဉ်လှုပ်ဆောင်လာတာကိုတွေ့ရမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့နိုင်ငံရေးရင်ကျေးမှုကိုပြန်ကြည့်တဲ့အခါမှာတခြားသောပါတီဖွဲ့စည်းတွေမှာကဒီလိုအဆုံးရောက်စိတ်နဲ့ငါနဲ့မတူငါရန်သူလှုပ်လို့စိတ်မရှိဘူးပေါ့ဗျာတိုးတော်ညီပိန်းနေအထူးအဖြင့် NLD အုပ်စု88အုပ်စုက ငါနဲ့မတူငါရန်သူသူတို့ကပြဿနာကိုအစားကြည့်တယ်ပြဿနာကဒီတွေးထွက်တန်ယူမဖြစ်ဘဲနဲ့ကြီးမလာမယ်ဆိုရင်ဒါသူသူတို့တွေးထွက်တန်ယူဖြစ်အောင်မလုပ်ဘူးအဲတွေးထွက်တန်ယူဖြစ်မှပြဿနာကြီးကြီးထွားလာမယ်ပြည်သူလူထုကြမှာအိုးအောင်တောင်းနေဖြစ်လာမယ်ဒါကျွန်တော်တို့ဖန်ဆီးခံရတဲ့ဒီ NLD ပါတီကလှုပ်တော်မှာဟောင်းပြိုးစရာတော်တို့နောက်တစ်ခါဒီ88က ဂျင်မီတို့သူတို့ပြောတဲ့စကားတွေကတတ်သိခံနေတာပဲလေအဲသူတို့တွေဒီလိုအကြမ်းဖက်လို့ရတဲ့ဘာဘာကြောင့်လုပ်လဲပြည်သူလူထုဂျာမာအကြောက်တရားတွေဖြစ်ပေါ်လာအောင်အစိုးရနဲ့မပူပေါင်းရဲအောင်ဒီလိုတွေလုပ်တာလေအဲ့တော့ဒီလိုမျိုးရုပ်မှရိုင်းဆိုင်တဲ့နိုင်ငံရေးသမားအမေရိကန်အစွန်ရောက်အကြမ်းဖက်တွေရှိနေတဲ့နိုင်ငံမျိုးမှာကျွန်တော်တို့ကဒီမိုကရေစီကိုဥပဒေနဲ့မကာကွယ်ရတော့ဘူးလားအဲ့ဒီလိုလေးလည်းပြန်ပြီးတွေးဆပေးဖို့ပေါ့ အခုချိန်ကြီးပဲနေဘိန်းတွေကလက်နက်ကင်ပြီးတော့အကြမ်းဖက်လှုပ်ရှားမှုတွေလုပ်နေတော့အဲ့တော့ရွေးကောက်ပွဲလိုကာလာမျိုးမှာဒီလိုဥပဒေမျိုးသာပြဋ္ဌာန်းမထားဘူးဆိုရင်အဲတပ်ဆိုင်ရာရွေးကောက်ပွဲဆိုင်ရာတာဝန်ရှိသူတွေကလည်းအကြောင်းတစုံတရာပေါ်လာရင်ဒါလိုလိုရမယ်ဒါသူတို့ကောင်းစားမယ်အတပ်ဆိုင်ရာရဲတပ်ဖွဲ့လူညွေးတပ်ဖွဲ့ဝင်တွေကလည်းဒီလိုနှောက်ယှက်ပေးမှုတွေလှုပ်လာခဲ့တော့ထိမ့်ရတင်ရခတ်မယ်အဲ့တော့ကျွန်တော်တို့ကဥပဒေပြဋ္ဌာန်းတာတယ်ဒီဥပဒေဒီကျွန်တော်ကတော့ပြောပါတယ်ဒီမိုကရေစီကိုကာကွယ်သည့်ဥပဒေ ဒါကြောင့်ဒီဥပဒေပြဋ္ဌာန်းရလဲဒီမိုကရေစီအရေးကြုံအစွန်းရောက်အကြံဖတ်တွေများပြားနေခြင်းကြောင့်အဲ့ဒီလိုရှိပါတယ်အဲ့ဒီလိုလေးနားလဲပေးကြဖို့လဲလိုပါတယ်အဲ့တော့ဒီပြည်ပြည်ဝရံပြည်တွေကတော့ရေကောက်ပွဲနဲ့ပတ်သက်လို့တမျိုး NLD ပါတီကို ခုလုံးလုပ်ပြီးတော့တမျိုးပေါ့ဗျာနော်မယိုးရအောင်တရင်နေဖန်နေပြီးတော့အများပြည်သူကြမှာဒူလောဒူလောဖြစ်အောင်ရေးသားဖြန့်ဝေမှုတွေလှုပ်ဆောင်နေမှာပဲဖြစ်တယ်ပြည်သူများကတော့ ဒီလိုရေးသားဖန်တီးမှုတွေပေါ်မှာတရိရှိရမယ်အတိရှိရမယ်အထူးအဖြစ်နီပိန်းလေးတွေက ပြည်ပြည်ဝရံပြည်တွေအာချောင်းတလူအာချောင်းနာကအပြိပတ်မှာနေတဲ့ပုံစံမျိုးနဲ့အာချောင်းရင်အဆင်ပြေတယ်ပြည်တွင်းမှာရှိနေတဲ့ကုဆောက်ခွက်ကြီးလည်းတင်ထားတယ်အဲ့ဒါခက်တဲ့မီဒီယာတို့အေယာဝတီသတင်းဌာနတို့ကဟာတွေကိုကော်ပြီးကူးပြီးတော့သူတို့ကစိတ်သက်ထင်ရမြင်ရမှတ်ချက်တွေရေးပြီးတော့ ဖြန့်ဝေတဲ့အခါကျရင်အေးအေးယူခြင်းခံရနိုင်ပါတယ်ဒါလေးကိုတတိပေးလိုပါတယ်ဆိုတော့နောက်တစ်ချက်အကျံဖတ်နေနေရေအကျံဖတ်သမားတည်ဆုံမှုပေါ့ဗျာနော်ယခင်တုန်းကတော့ဒီအကျံဖတ်သမားတည်ဆုံမှုစီရင်နေကိုဒါတမရောဘက်ကသာထုတ်ပြန်တာမျိုးပေါ့ဗျာနော်အကျံဖတ်ဖွဲ့ဒီဘက်မှာဒီ PDF တည်လို့ KIA တည်လို့သတင်းထုတ်ပြန်တာမျိုးကနည်းပါတယ်အခုနောက်ပိုင်းတည်ဆုံမှုတွေကတော့တော်တော်လေးများပြားလာတဲ့သဘောမျိုးရှိတယ် အတီဗီဝရံပြမီဒီယာတွေအဲတိုင်းရင်းသားလက်နက်ကိုင်တွေရဲ့လော်ဘီမီဒီယာတွေကပါပေါ်ပြလာတာမျိုးရှိတယ်။အဲတော့ချင်းလန့်နီဦးမှာဆိုရင်ကချင်ပြည်နယ်ဗမောတိုက်ပွဲမှာလက်ရှိအချိန်ဒီကလေးခရိုင် PDF အမှတ်6တက်ရင်မှတက်ခွဲမှုတအုပ်ပေါင်းရဲဘော်18ဦးကျေလွင့်သွားခဲ့ပြီ။အော်ဝန်နေကြီးကြေကွဲကြီးမိုင်လို့မထွားကြပါနဲ့တော့ဥရီပေါင်တွင်ဝင်ကြပါတော့ တရင်ထုတ်ပြန်ရေးအဖွဲ့ကလည်းဥပဒေတွင်ဝင်ကြဘူးထုတ်ပြန်ချက်တွေအချင်းချင်းခါခါထုတ်ပြန်တယ်။အော်အတိတ်တရားမရကြဘူး။မိုင်လုံးထွားကြတယ်။အခုတော့ကြေကွဲစရာကြီးဖြစ်ကုန်ပြီ။ကြွေလွင့်သွားတယ်တဲ့နော်။သကလုံးလေးကအဲထုံဤသူစွာပဲဗျဗမောတိုက်ပွဲမှာတဲ့ကြာဆုံးရဲဘော်30တွေးကြီးအတွက်ဆက်တိုက်နေဘူးဆိုတဲ့နော်။ပြည်ပြည်ဝရံပြည်စိန်ဝင်းတို့စိုးမြင့်တို့ဦးဆောင်တဲ့မျက်စိမှတရင်ဌာနကရေးထားတယ် ဗမော်တိုက်ပွဲမှာကြာဆုံးရဲပေါ်30တဲ့နော်ဒါအဲ့ဒီဘက်ကိုသူတို့ကတွေးကြည့်ဆောင်မှာတွေးကြည့်ဆောင်မှာဆိုတော့ကပြည်ပြည်ဝရံပြည်တွေကတော့လေနဲ့တွေးကြည့်ဆက်တာပေါ့နော်ဒီပြည်တွင်းကနေသိန်းလေးတွေကတော့အသက်တွေနဲ့ဆက်အဲ့ဒီလူမဖြစ်အောင်အဲမိုင်လုံးမထွားနဲ့ဥတွေပေါင်တွင်းကိုဝင်ကိုတိုင်ရင်သားပြည်သူချင်းချင်းအညှို့တကြီးနဲ့တက်ဖြတ်နေကြအကြောင်းမရှိဘူးမင်းတို့ပထွေးတွေ UG ကကောင်းနေ CRPH ကကောင်းနေဆိုတာကကီပနိုင်ငံတွေမှာအနေချောင်းအစားချောင်း delivery ပို့လိုက်သူချီလေးလိမ့်လိုက်တလားမှာတစ်ခါလောက်လမ်းပေါ်ထွက်ပြီးတော့ NLD အလံလေးကင်လိုက်ပောက်ကရပောက်ပန်းစီအကျွေးကြောတန်ဒီ online သူတို့ကလှုပ်ဖြစ်တယ်ပြည်တွင်းကနှီးပိန်းလေးတွေကလည်းဩသူတို့တွေဒီလိုလှုပ်ရှားနေကြပါလားအဲအဲ့ကောင်တွေဘလို့ဘလောက်တွေရနေလဲအဲ့ကောင်တွေစီကပြန်ပြီးတော့မင်းတို့ကချူး မင်းတို့ကအေးအေးဆေးဆေးတာတာရရနေရမှာအဲ့ဒီလိုမဟုတ်ဘဲနဲ့တီးလွင်းနေခုံခုံချတော့ကြေကွဲစရာတွေဖြစ်ကုန်တာပေါ့เนาะအဲ့ဒီလိုမဖြစ်အောင်ပြည်ပြည်ဝရံပြည်တွေကိုအတူယူပါပြည်ပြည်ဝရံပြည်တွေကြည်လွတ်မြေမှာအားချောင်းတယ်လို့ပဲမိမိတို့တည်လဲလေလိုင်းပေါ်မှာ ရုပ်ဖြတ်ပြီးတော့အားချောင်းတာမျိုးလုပ်ပါပုံဖြတ်ပြီးတော့အားချောင်းတာမျိုးလုပ်ပါကုတိုင်းသားပြည်သူချင်းချင်းရုံမှာရိုင်းဆိုင်နဲ့လှုပ်ရက်တွေမလှုပ်ကြနဲ့တော့ဒါဆိုရင်မင်းတို့လည်း အတိကျုံးနဲ့တည်မှာမဟုတ်တော့ဘူးအထူးအဖြင့်ဒါနီပိန်းလေးတွေကိုတရင်စကားပါတယ်ပေါ့ဗျာဒါကပြည်ဖြတ်မီဒီယာတွေမှာအတီလင်းဖော်ပြလာတဲ့တည်စီရင်ပေါ့ဗျာနော်မြေပြင်မှာတော့ဒီတက်မကတည်ရင်လည်းတည်နေမှာပေါ့အဲနောက်ထပ်အကြောင်းမဲမျိုးနဲ့၄မိုင်กว่าမှာရှိတယ်အကြံဖတ်စကန်းကိုလည်းတက်မတော်သားတွေကတိမ့်ပတ်ရရှိတာမျိုးရှိတယ်အဲ့ဒီမှာလည်းအကြံဖတ်တော်မှာတည်ဆုံးရုပ်အလောင်းတွေတွေ့မြင်ရတယ်လက်နက်ခဲရန်တွေလည်းတွေ့မြင်ရတယ်ပေါ့ဗျာနော်ဒီလိုခြေနေမျိုးရှိပါတယ် နောက်ဆုံးအနေနဲ့တော့ကျွန်တော်အနေနဲ့ဒီရပိုင်းတွင်းပေါ့ဗျာနော်မှုန်တိုင်းတွေကလည်းနီပိန်းတွေပြောသလိုပဲတလုံးပြီးတလုံးတလှိုင်းပြီးတလှိုင်းဓာနေသလားလို့တော့မေးရမလို့ဖြစ်နေပေါ့ဗျာနော်အဲဒီကနေ့ဆိုရင်ပဲတိုင်ဖုန်းမှုန်တိုင်းဘူးအလွိုင်းအခြေအနေနဲ့ပတ်သက်ပြီးတော့မိုးလေဝသနဲ့ဇလားပြည်ဒါညွန်ကြားမှုဦးစီးဌာနကအဲတရင်ထုတ်ပြန်ထားတဲ့ဒီတိုင်ဖုန်းမှုန်တိုင်းဘူးအလွိုင်းကယနေ့မြန်မာစံတော်အချိန် 15နာရီ30အချိန်တိုင်းထွာကြံများအရတောင်တုတောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေပြီးတော့အာကောင်းသောအပူပိုင်းမုံတိုင်းဘူးအလွိုင်းဒီအနောက်အနောက်မြောက်ဘက်သို့ရွေလျားခဲ့ပြီးပုံမူအာကောင်းလာကတိုင်ဖုံးမုံတိုင်းဘူးလိုင်းပြစ်သို့ရောက်ရှိခဲ့တယ်အဆိုပါတိုင်ဖုံးမုံတိုင်းဘူးလိုင်းဟာအနောက်အနောက်မြောက်ဘက်သို့ဆက်လက်ရွေရှားနိုင်ပြီးနောက်48နာရီအတွင်း BNN နိုင်ငံမြောက်ပိုင်းကမ်းခြေဒေသများကိုအကောင်တော့ပူပိုင်းမှုန်တိုင်းဘူအလွိုင်း အဖြစ်၎င်းနောက်82နှစ်အရွယ်တွင်လာအူနိုင်ငံကိုအပူပိုင်းမှုန်တိုင်းငယ်အဖြစ်၎င်းဖြတ်ကျော်မယ်တဲ့နော်အဒီရပိုင်းတွင် ဖြစ်ပေါ်နေတဲ့မှုန်တိုင်းတွေကအဲ့ဒီတောင်တရုတ်ပင်လယ်ပြင်မှာပဲများနေတယ်ပေါ့ဗျာကျွန်တော်တို့အစောပိုင်းကဆိုရင်လည်းရာဂါဇာမှုန်တိုင်းဆိုပြီးတော့ဒီအပူလိုက်မတိုင်ခင်ပေါ့ဗျာနော်ရာဂါဇာမှုန်တိုင်းပေါ့ဟိုဘက်အိန္ဒိယနဲ့ဘင်္ဂလားဒေ့ဘက်မှာလည်းလီဗီယာနဲ့ရေဝံဖြစ်ပေါ်နေတဲ့ခြေနေကလည်း ိန္ဒိယနိုင်ငံဘက်ကိုဝင်သွားတဲ့အခြေအနေပေါ့ဗျာနော်အဲကျွန်တော်တို့ကဒီနှစ်ရာသီဥတုအခြေအနေကိုပြန်ကြည့်လိုက်တဲ့အခါကျွန်တော်တို့မြန်မာနိုင်ငံကကြားထဲမှာပုခတိကလွတ်နေတယ်ဆိုတဲ့အနေအထားမျိုးပေါ့ဗျာနော်အတော်လေးကိုကံကောင်းတဲ့အခြေအနေမျိုးတွေ့မြင်ရတယ်ဒါဗီယက်နမ်တရုတ်အခုဆိုရင်လာအိုပါဒီဘူအလွိုင်းကဝင်ဝင်မဲ့သဘောမျိုးရှိတယ်ပေါ့အဲ့ဒီရဲ့ရိုက်ခတ်မှုကတော့ကျွန်တော်တို့စီမံမှုကြီးတာတို့ရေရှမ်းတာတို့ဒီလိုမျိုးအခြေအနေတွေတော့ ဟိုလီဝူဒ်နဲ့ဇရာပြည်တော်ညွှန်ကြားမှုဦးစီးဌာနကအစဉ်အမပြတ်ထုတ်ပြန်ပေးနေတယ်ပေါ့ဗျာအခုကျွန်တော်ဒီမိုးလေဝသနဲ့ဇရာပြည်တော်ညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်တဲ့တိုင်ပွန်းမုံတိုင်းဘူအလိုင်းအခြေအနေတရင်အမှတ်စဉ်၄ကိုအခြေခံပြီးတော့တင်ပြနေတာပေါ့ဗျာနောက်ထပ်လည်းဒူလူဆိုရင်ရတဲ့အခြေအနေတွေကိုအမှတ်စဉ်၄၅6ဒီလိုမျိုးဆက်ပြီးတော့ထုတ်ပြန်ပေးတာမျိုးရခင်မုံတိုင်းဖြစ်စဉ်တွေမှာလည်းဒီလိုတရင်ထုတ်ပြန်ပေးနေတာတွေ့ရပါတယ် အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံဒီဒီတဘာဝဘေးရန်တွေဒီရခိုင်ရခိုင်ကစိုးရွားစွာခံခဲ့ရတယ်အဲ့ဒီနှစ်မှာတော့ကံကောင်းထောက်မှားစွာနဲ့ပဲဒီမုံတိုင်းနေနေပြင်းတိုက်ခတ်မှုတွေဟာမြန်မာနိုင်ငံကို တိုက်ရိုက်ဝင်ရောက်တာမျိုးမဟုတ်ပဲねတခြားသောနိုင်ငံတွေမှာဖြစ်ပေါ်တဲ့အခြေအနေအပြားခတ်အပြားခတ်တာလောက်ပဲအဲ့ကြုံတွေ့နေရတယ်ဒါကလည်းတိုင်းပြည်မှာနည်းနည်းကောင်းတဲ့အခြေအနေမျိုးပေါ့ဗျာနော်အဲ့တော့ပို့ပို့ပြီးတော့ကောင်းအောင်ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေကမိမိတို့ရဲ့ဒေါသတွေကို short နိုင်ငံဝန်ထမ်းရန်ရီယာကတာဝန်နဲ့လုံပိုင်ဝင်ရှိသူတွေကလည်းအာဂရိလိုက်စားမှုတွေကိုရှော့နိုင်ငံတော်ရဲ့အကြီးအကဲများကတိုင်းပြည်တည်ငြိမ်ရေးချမ်းရေးဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့အကြီးအကဲချက်တွေနဲ့လှုပ်ဆောင်နေတယ်လို့နိုင်ငံဝန်ထမ်းရန်ရီယာမှာရှိတဲ့တာဝန်နဲ့လုံပိုင်ဝင်ရှိသူတွေကလည်းနိုင်ငံတော်အကြီးအကဲများရဲ့လမ်းညွှန်ချက်တွေကိုလေးထားဆောင်ရွက်ပြည်သူလူထုမနှိမ့်မြှုပ်တဲ့လုပ်ရက်တွေကိုရှော့ပါရှောင်ပါပြည်သူများကလည်းမေတ္တာစိတ်ကလေးနဲ့တရားနဲ့တရားခိုင်ရန်ဖြစ်ပေါ်အောင်မလုပ်ကြဘူး အဒေါသအာဃာတွေနဲ့ပြဒနာဖန်တီးတာမျိုးတွေမလုပ်ကြဖို့ပေါ့ဗျာနော်စိတ်နှလုံးလေးကိုအေဂျင့်ဆိုတာထားပြီးတော့တိုင်းပြည်တည်ငြိမ်အေဂျင့်မှုဘက်ကိုမိမိတို့တူးချင်းတယောက်ချင်းစီကစပြီးတော့လေးထားဆောင်ရွက်နိုင်ကြပါစေလို့ဆန္ဒပြုရင်ဒီကနေ့ညဆွေးနွေးတင်ပြမှုကိုညီကုန်းချုပ်ပါရဗျာမြန်မာနိုင်ငံလူနိုင်ငံသားများအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေကောင်းကျိုးလိုရာဆန္ဒများလည်းပြေဝကြပါစေအားလုံးကိုကျေးဇူးတင်ပါ